2016ခုနှစ်ဇန်နဝါရီလရေယန်နဲ့ရှိုင်းနာတို့ဇနီးမောင်နှံရူမေးနီးယားမြေကို၄နှစ်ကြာမှပြန်လည်ခြေချလာခဲ့တယ်။သူတို့မောင်နှံလက်ထပ်ပြီးကြတဲ့ကဇာတိဖြစ်တဲ့မွန်ပိုင်းမှာပဲအခြေချခဲ့ကြတာဖြစ်ပြီး၄နှစ်ရှိပြီးမှရူမေးနီးယားကိုပြန်လည်ရောက်ရှိလာခဲ့တာပါ။ရေဟန်နဲ့ရှိုင်းနာအတွက်တော့အချစ်တို့စတင်ပေါက်ဖွားခဲ့တဲ့နေရာပါပဲ။သူတို့နှစ်ဦးကရူမေးနီးယားမှာပဲတွဲဆောင်ချစ်ကြမ်းဝင်ခဲ့ပြီးခုဆိုလက်ထပ်ပြီးခဲ့တာ၄နှစ်ရှိပါပြီ။ဒီလိုအမတ်တရများစွာနဲ့ရဲဒေတာကို ြန်လဲရောက်ရှိလို့လာခဲ့ပေမဲ့ရီဟာကတော့နည်းနည်းလေးမှပျော်နေခဲ့ဘူးရှိုင်းနာကလည်းဒါဟုပဲစိတ်ငြိမ်နေနေခဲ့တာပါအမှန်ဆိုမွန်ပိုင်းမှာထက်တာလွန်နဲ့လစာရာဒူနဲ့ဘဝကပိုပြီးတော့တောင်မှตายလာတော့မှာပါရီဟာရဲ့ယုံကပေးတဲ့တကယ့်ခမ်းနားတဲ့အင်ကြီးအင်ကောင်းကြီးနဲ့လည်းနေထိုင်ရတော့မှာပါဒါပေမဲ့ရီဟာဒီရောက်လာပြီးကလေးကအရှိုင်းနာပေါ်မှာလစ်လူရှူထားတယ်တက်တနာကတော့မွန်ပိုင်းမှာကလေးကစခဲ့တာပါဘန်လုံငန်းစုကြီးတို့ရဲ့ငွေကြေးစီမံအရာရှိဖြစ်ပေမဲ့ ိန္ဒိယမှာရတဲ့လစာဥရောပဘက်နဲ့စာရင်နည်းလွန်းတယ်။ရှိုင်းနာရီဟန်ကောင်းစားရေးအတွက်ဒီရိုမေးနီးယားရုံးခွဲကိုပြောင်းဖို့လို့ဇို့အတင်းတိုက်တွန်းခဲ့တာပါ။ရီဟန်တောက်လျှောက်ငင်းလာပြီးမှ နောက်ဆုံးရှိုင်းနာကိုလွန်ဆန်လို့မရလို့သာလက်ခံလိုက်ရပါတယ်။ဒီကိစ္စနဲ့လင်မယားနှစ်ယောက်ကရောက်ကစားတွေများတော့ရီဟန်ကခက်စိမ့်စိမ့်မဲ့နေနေတယ်။ရှိုင်းနာကလည်းဒီလိုမလာချင်ရအောင်ဘာကိစ္စတွေရှိလို့လဲမေးတော့လဲ။မယားစိတ်တိုင်းကြပဲအရာရာလုပ်နေရတာကိုမကြိုက်တာလို့ပဲပြန်ပြောတယ်။ ။ရေဟန်ကလည်းအလုရှုပ်တာအကြောင်းပြပြီးအလုခန်းထဲမှာပဲညတိုင်းအိပ်ဆက်နေခဲ့တယ်။ရှိုင်းနာကတော့အင်ဂျယ်ကြီးမှဝမ်းနည်းမှုအထီးကျန်မှုတွေနဲ့ညတိုင်းအိပ်ရာဝင်နေခဲ့ရပါတယ်။ဒီအထီးကျန်မှုတွေကစိုးရွားလွန်းတဲ့တစုံတရာကိုလက်ရက်ဖိတ်ခေါ်သလိုဖြစ်ခဲ့မှန်းရေဟန်ရောရှိုင်းနာရောမသိရှိခဲ့ကြဘူး။ဒီလိုနဲ့တည့်ရက်ပစ္စည်းပစ္စည်းတွေကိုဘုံထဲကထုတ်နေရချနေရှိုင်းနာအတွင်းနဲ့ချဲ့နေခဲ့တယ်။ရခင်ကရေဟာသူ့ပေါ်ချစ်တဲ့ဂျင်နာတက်တဲ့လို့ ဒီရိုမေးနီးယားပြန်ပြောင်းလာတဲ့ကိစ္စမှာတော့ခုထိကိုအခဲမကြည့်နိုင်ဘူး။ဘာများတလောက်စိတ်ဆိုးစရာရှိနေလဲ။ဒီအရက်မှာငါမသိတဲ့လှုပ်ဝက်ချက်များသူ့စီမှာရှိနေလားဆိုတဲ့အတွေးတွေကရှိုင်းနာကိုနှိမ့်ဆက်နေပါတယ်။ဒီလိုတွေးနေရင်ဓာတ်ပုံအေဗန်ဘုံထဲကလက်တော့ဟောင်းတလုံးထွက်လာတယ်။လက်တော့တောင်းမှာစေးနီတွေစွန့်ထင်းနေပြီးအရေးကြီးဖြစ်စီဖြစ်မှာဆိုလို့ရှိုင်းနာကဘေးမှာတတ်တတ်ဖယ်ထားလိုက်တယ်။ပြီးတော့ကြံနာတွေကိုဆက်လက်နေရချနေလိုက်တယ်။အဲ့ဒီအချိန်မှာအခန်းထဲလေတစ်ချက်ဝေ့တယ်လို့ဖြစ်သွားပြီး လက်တော်ဘေးစပွဲပေါ်ကခရီးအိုးဟာအကြောင်းနေထင်းလာတယ်။ရေများတတောက်တောက်နဲ့စီးကျလာပြီ။လက်တော်ဘောကိုကျသွားတယ်။ရှိုင်းနာကမြင်တော့လက်တော်ကိုနေရာရွှေ့ဖို့ဆွဲမတဲ့အခါမှာစွန်းနေတဲ့အနီစေးတွေကစေးထမ်းပြီးတော့တွင်းညီနဲ့နေလို့ထွက်လာတယ်။လက်တော်အထဲကနေလဲတွေးလို့နီနီရေတွေစီးကျလာပြီ။ရှိုင်းနာလည်းယွန်ရှာလာလို့သွားပြီးတော့လက်စေးတယ်။ဘေးစင်မှာလက်စေးတော့လဲတွေးတွေပေနေသလိုမျိုးတော်တော်နဲ့ကိုမပြောင်းဘူး။လက်စေးပြီးလို့ပြန်ထွက်တော့မယ်လို့ဘေးစင်ပိုက်ထဲကနေ တိုးညင်းလွန်းတဲ့စကားသံတွေကိုစပြီးတော့ကြားရတယ်။လေးသံလားဘာသံလဲဆိုပြီးရှိုင်းတာလဲတက်တက်ကိုကိုကြားအောင်အနီးကပ်သွားရုတ်တရက်ပိုက်ထဲမှာကြောက်စရာမျက်လုံးကြီးကိုမြင်တွေ့လိုက်ရပါတော့တယ်။ပရိသတ်ကြီးမင်္ဂလာပါ။ဒီနေ့ဆွေးနွေးတင်ဆက်မယ့်ဇာတ်လမ်းလေးကတော့2016ခုနှစ်ကထွက်ရှိခဲ့တဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ရူမေးနီးယားကိုပြောင်းရွှေ့အခြေချလာတဲ့ရီဟန်နဲ့ရှိုင်းနာတို့လင်မယားနှစ်ယောက်ရဲ့ဖုံးကွယ်ထားတဲ့ကိုစီအတိတ်တွေက သူတို့ရဲ့ဘဝကိုဘလို့နှောက်ရှက်မလဲဆိုတာကိုစိတ်ဝင်စားကြည့်ရှုရမှာပေါ့ဇလန်းလေးကိုအဆုံးထိကြည့်ရှုပေးသွားပါအောင်ရှင် Horror Happy Sweeney Channel လေးကို Subscribe ခေါင်းလောင်းလေးနှိပ်ထားခြင်းအပြင်နောက်ထပ်တင်သွားမယ့်စကားကောင်းတွေကိုကြည့်ရှုနားဆင်နိုင်ပါတယ်ရှင် Like တစ်ချက် Share တစ်ခု Comment တစ်ကြောင်းနဲ့လည်း Sweeney ကိုခွန်အားဖြစ်ပေးသွားကြပါအောင်နော်ဒါလေးပြောပြီးတော့ဇလန်းလေးကိုပြန်ဆက်လိုက်ကြအောင်နော် Romania ရောက်ရှိလာပြီးတလကြာ Ria အလုတ်ခီးစဉ်တစ်ခုကနေအိမ်ကိုပြန်လာခဲ့တယ် ရှိုင်းနာလာကြုံမဲ့ထင်သားပဲမဲ့ဂူတာယုံမှာရှိုင်းနာကိုမတွေ့ရဘူး။ဒါနဲ့သူလဲသူ့အတူပြန်မှုတက္ကစီငားလိုက်တယ်။အဲ့ဒီချိန်မှာရှိုင်းနာရဲ့ဖုန်းဝင်လာပြီးအရန်ကိုထိတ်လန့်နေတဲ့အတန်နဲ့ပြောလာပါတယ်။သူဘယ်မှမသိတဲ့နေရာမှာရောက်နေတယ်။ကြောက်လွန်းလို့အမြန်လာခေါ်ပေးပါလို့ပြောလာတယ်။ရေဟန်လည်းစိတ်ပူသွားပြီးအနားမှာမြင်ရတဲ့လမ်းညွန်ဆိုင်ဘုတ်ကိုမြည်တယ်။ဘရန်23ကီလိုမီတာဆိုတာကိုမြင်တယ်။အဲ့နာကဖုန်းယုံထဲမှာသူစောင့်နေမယ်လို့ရှိုင်းနာကပြောလိုက်တော့ရေဟန်လည်းရောက်အောင်လိုက်သွားလိုက်ပါတယ်။ အိမ်နဲ့အရန်ဝေးกว่าတဲ့နေရာကိုရှိုင်းနာဘလို့ရောက်နေလဲဆိုတာရီယန်တော့မတွေးတက်အောင် ဖြစ်နေပါတယ်။အဲ့ဒီနေရာနားရောက်တော့ဖုန်းယုံထဲမှာကြောက်လန့်တကြပုံးနေတဲ့ရှိုင်းနာကိုမြင်လိုက်ရတယ်။အထက်ကနေထွက်ဖို့ခိုင်းတာကိုထွက်မလာပဲရှိုင်းနာကခေါင်းချောက်ချားအော်ဟစ်နေပါတယ်။လက်တွေမှာလည်းကွဲရှနာများနဲ့ဖြစ်နေပြီးမီးတွေမီးခိုးတွေအများကြီးပဲဆိုပြီးအော်ဟစ်နေပါတယ်။ရီဟန်လည်းဘလို့မှပြောမရလို့တကားကိုရိုက်ဖွင့်ပြီးရှိုင်းနာကိုအတင်းအိမ်ပြန်ခေါ်သွားပါတော့တယ်။အိမ်ရောက်တော့လဲရှိုင်းနာက အဲ့ဒီနေရာကိုသူဘလို့ရောက်သွားလဲဆိုတာမမှတ်မိဘူးလို့ပြောတဲ့အပြင်ကားနဲ့ဖုန်းလည်းပျောက်မိပါတယ်။သွားတော့ကတော့ Gypsy မိန်းမကြီးစီကိုဘေးရင်မေးပြီးတရဲနေမှုကိစ္စသွားတာဖြစ်ပြီးတော့အဲ့ဒီနောက်ပိုင်းကို China မမှတ်မိတော့ဖြစ်နေတယ်။ Rehan ကတော့သူ့မိန်းမရဲ့ကြောင်စီစီကိစ္စတွေကိုဒေါသဖြစ်နေခဲ့ပါတယ်။ဒီအိမ်ကိုရောက်ပြီးကတည်းကအိမ်မှာတရဲနေနေဆိုပြီး China ကအိမ်ပြောင်းဖို့အတင်းတိုက်တွန်းနေခဲ့တာပါ။ရှိုင်းနာဆန္ဒကြောင့်ရူမေးနီးယားကိုမလာခြင်းပဲပြန်လာခဲ့ပြီးကမှခြေနဲ့တက်နေပါပြီ ဒါကြောင့်အဓိပ္ပာယ်မရှိကြတဲ့ရတန်းရက်ဖို့ပဲရီဟန်ပြောဆိုနေခဲ့တယ်။အဲကိစ္စနဲ့စကားများနေကြရင်ယုတ်တရက်ရှိုင်းနာသူတို့ရဲ့မင်္ဂလာအဆောင်လက်ဖွဲ့ကျိုးလေးသူ့လက်ဘဲမှာမရှိတော့တာကိုသတိထားမိလိုက်တယ်။ဒါနဲ့ပြပြတလဲလိုက်ရှာတော့လက်ကင်အိတ်ထဲမှာပြန်ရှာတွေ့လိုက်တယ်။လောဒကြီးလက်ဘဲမှာပြန်ပတ်နေတော့လက်ဖွဲ့ကျိုးကအောက်ပြုတ်ကျသွားပြီးကျိုးပြတ်သွားတယ်။ရှိုင်းနာလည်းသူလက်ဖွဲ့ကျိုးလေးပြတ်သွားတာကိုမြင်တော့သူတို့အိမ်ောင်ကြီးအတွက်နမိတ်မကောင်းမှုပဲဆိုပြီးတသက်ထန်ထန်ငိုကြွေးနေရှာတယ်။ရီဟန်လည်း သူရအောင်ပြန်ပြေးပေးပါမယ်နန်းဖြန်ပြန်ရစေရမယ်ဆိုပြီးချော့မော့ဖြောင်းပြရပါတော့တယ်ဒါပေမဲ့သူတို့အတွက်နမိတ်ဆိုးတွေစတင်လာပြီဆိုတာကိုတော့ရီဟန်သဘောမပေါက်ခဲ့ဘူးနောက်နေ့မနက်မှာရီဟန်အိမ်ကနေစောစောထွက်ပြီးလက်ဝဲရတနာဆိုင်ကိုသွားတယ်သူအိမ်ကနေထွက်တာနဲ့ကြီးကန်းတကောင်ကဝဲပြန်ပြီးကားနောက်ကိုတောက်လျှောက်လိုက်လာတယ်ရတနာဆိုင်ရှိမှကားရက်ပြီးလက်ခွက်ကျိုးထုတ်နေစေမှာပဲကြီးကန်းကရက်ထားတဲ့ကားရဲ့ရှေ့မှန်ကိုအချိန်နဲ့ဝင်တိုက်လိုက်တယ်ရုတ်တရက်ဆန်လွန်းတော့ရီဟန်လည်းလန့်သွားတယ် ကြီးကမှန်ကွဲထဲမှာခေါင်းဆိုင်ရင်အသက်ငင်းနေတယ်။အဲ့ဒီကြီးကိုရေဟန်ဆွဲနှုတ်တဲ့အခါမတိမရှင်းတဲ့တောင်ပန်းတွေတစ်ဖြက်ဖြက်ထခတ်တယ်။လမ်းသွားလမ်းလာတွေကလည်းစမ်းကြယ်လိုနဲ့ဖြစ်ရကြောင်ငေးကြည့်နေရင်တီရိုတီရိုနဲ့နမိတ်မကောင်းလိုက်တာလို့ပြောဆိုသွားကြတယ်။ဒါနဲ့လက်ဖွဲ့ကြိုးပြင်မဲ့အစီအစဉ်လည်းပြတ်ပြီးရေဟန်ရုံးကိုပဲသွားလိုက်ရတော့တယ်။နေ့လေကျတော့ရှိုင်းနာလက်ဖွဲ့ကြိုးပြင်ပြီးမပီလှမ်းမိတော့ရေဟန်လည်းကြီးကန်းကိစ္စကိုပြောပြမနေတော့ပဲ။အလုရှုပ်နေလို့မနှက်ဖြန်ကြမှာတေချာလုပ်ပေးမယ်နော်လို့ပဲပြောလိုက်တယ်။ ီးတော့ညနေကျရင်တငယ်ချင်းတွေဖြစ်တဲ့ရှရီယာနဲ့အာမန်တို့အတွက်လာလေကြမယ်အကြောင်းကိုပြောပြတယ်။တငယ်ချင်းတွေစုံပြီးစိတ်ကြေလက်ပြောက်တင်နာစားကြမယ်ဆိုပြီးရီဟန်လည်းစီစဉ်ထားခိုင်းလိုက်ပါတော့တယ်။ညနေကျတော့ကျောင်းနာဆုနာဘောရာတွေစုံကြတော့စိတ်လက်ပေါ်ပါသွားကြပြီးချင်းချင်းနောက်ပြောင်နေကြရင်ဝိုင်းကုန်သွားလို့ရှိုင်းနာကထပြီးဝိုင်းသွားယူလိုက်တယ်။အခန်းထဲရောက်လို့ဝိုင်းပလင်းကိုလှမ်းယူလိုက်ချင်းခန္ဓာကိုယ်ကမခံမရနိုင်အောင်နာကျင်လာပြီးရှိုင်းနာကပြစ်လဲကျသွားတယ်။ တကိုယ်လုံးတဆက်ဆက်တုံရင်လာပြီးမမြင်ရတဲ့တစုံတရာရှိုင်းနာရဲ့ခန္ဓာကိုလွှမ်းမိုးချုပ်ကင်လိုက်ပါတော့တယ်ခဏနေတော့စားဝိုင်းရောရှိုင်းနာပြန်ရောက်လာပြီးဟန်မပြတ်ပဲဝိုင်းရမြေရောက်ခန်းထဲမှာမို့လို့တွားယူမယ်လို့ပြောလိုက်ပြီးအိမ်ပြန်ထွက်သွားတယ်ပြီးတော့ရေဟန်ကားဒက်ရှ်ဘုတ်တွေကနေလက်ဖွဲ့ကျိုးကိုနှိုက်ယူလာပြီးမမြင်သာအောင်လို့တမ်းမှချိတ်ထားတဲ့အင်ကြီးဟောင်းရဲ့အိတ်ကတ်ထဲကိုထည့်ထားလိုက်ပါတော့တယ်ရှိုင်းနာရဲ့ကိုယ်ထဲကတစုံတရာရှိုင်းနာနဲ့ရီဟန်တို့ရဲ့အိမ်အောင်ရေးကို အကာအကွယ်မဲ့ဖျက်ဆီးနိုင်အောင်လို့ဒီလိုနီးလန်းနဲ့မင်္ဂလာအဆောင်လက်ဖွဲ့ကျိုးကိုဖြောက်ဖြက်ထားလိုက်ပါတော့တယ်။နောက်နေ့မှာရေဟန်ကလက်ဖွဲ့ကျိုးလေးပျောက်ဆုံးနေတာကိုသတိထားမိတယ်။သူ့အတွက်တော့သိအရေးမကြီးပါနဲ့။ရှိုင်းနာကအဲ့ဒီကျိုးလေးကိုဘာသာရေးအဆောက်အအုံတစ်ခုလိုပဲလေးနက်ထားတယ်။ပျောက်သွားလို့မဖြစ်တာမို့လို့ရှာဖွေနေတဲ့အချိန်ရဲစခန်းကနေဖုန်းခေါ်လာခဲ့ပါတယ်။ရှိုင်းနာစီးသွားပြီးဘယ်နှရထားခဲ့မှမသိပဲပျောက်နေတဲ့ကားကိုပြန်တွေ့လို့ငါသွားယူလိုက်ပါတယ်။ ရီယန်စစ်စေးကြည့်တော့ကားကလည်းပျောက်ဆုံးပျက်စီးတာဘာမှတော့မရှိဘူးလူသူမနီးတဲ့နေရာတစ်ခုမှာရပ်ထားတာဖြစ်ပြီးအနားမှာမီးပုံဖို့ပြီးတစုံတရာကိုမီးရှို့ထားတဲ့မီးသွေးပြင်ကြီးတစ်ခုကိုတွေ့ရတယ်။အိမ်ရောက်သွားတော့ထူးဆန်းတာတစ်ခုကြုံရပြန်တယ်။ဒီလောက်ချမ်းရီလိုနဲ့ရူမေးနီးယားဆောင်းကြီးကြီးမှာပရင်ပေါက်တွေပါဖွင့်ပြီးရှိုင်းကကိုဗလာချင်းနဲ့ဓမင်းစပွဲပေါ်မှာတက်လဲနေတယ်။ရီဟန်ကပြောဆိုတော့ပူလွန်းလို့ပါလို့ပြန်ပြောတယ်။ကားကိုတော့ပြန်တွေ့လာပြီးလက်ခွဲကြိုးတော့ပျောက်သွားပြီမလားလို့ရှိုင်းကမေးလိုက်တယ်။ ရီဟန်လည်းအန်အော်ပြီးစွန့်အားသွားခဲ့ရတယ်။ရှိုင်းနာကထူးထူးဆန်းဆန်းနဲ့စတင်ပြုတ်မှုလာတာကိုလည်းရီဟန်သတိထားမိလာခဲ့တယ်။အဲ့ဒီညကရီဟန်အိမ်မောကြတဲ့အချိန်ထိရှိုင်းနာစောင့်နေခဲ့တယ်။မိဖို့ကြောင့်ကဓာတ်တက်လက်ကိုယူပြီးရီဟန်ကိုထိုးဆိုင်လိုက်ဖို့ယူနေတုန်းမှာကန်တီလုံးအကြီးလို့ရီဟန်လက်နိုးပြီးရှိုင်းနာကိုတွန်းထုတ်လိုက်နိုင်ခဲ့တယ်။ရှိုင်းနာလည်းအိမ်မက်ရောင်သူတယောက်လိုချက်ချင်းပြအိပ်ပျော်သွားခဲ့ပါတယ်။ဒီတိုင်းပေါ့ပေါ့ဆဆထားလို့မရတော့လို့အာမန်နဲ့ရှရီယာကိုရီဟန်ကညာရင်းချင်းခေါ်လိုက်တယ်။ ရစ်စင်တွေကိုပြောပြပြီးတဲ့အခါရှရီယာကမိကုန်းနေထုတ်လာခဲ့တယ်။မိမနဲ့အတူမအိပ်ပဲဘာပြဿနာတွေရှိနေကြတာလဲ။အခြားတယောက်ယောက်ကိစ္စရှိနေလားလို့မမှန်ကန်ကန်ပြောပြခိုင်းတော့ရီဟန်ကလည်းအဲ့လိုမျိုးတွေမရှိပါဘူး။မွန်မိုင်းကနေဒီကိုမလာခြင်းလို့ဖြစ်ရတဲ့ပြဿနာတွေပဲရှိတဲ့အကြောင်းပြောပြတယ်။ရှရီယာကတော့ခိုရွက်တီတဲ့ကရှိုင်းနာကသူ့ကိုယင်ဖွင့်လာခဲ့တယ်။ဒီအိမ်မှာမူမမှန်တာတွေရှိနေတယ်ဆိုပြီးတော့ကြောက်လန့်နေခဲ့တယ်။အဲ့ဒါတွေကိုရီဟန်ယုံကြည်အောင်တတ်သိပြဖို့ ရှိုင်းနာစူးစမ်းနေခဲ့တဲ့အကြောင်းလေးကိုပြန်ပြောပြလိုက်တယ်။အဲ့ဒီခါမှာရီဟန်လဲသူ့မိမအပေါ်ကိုသူ့ဥပိ္ပခပြုပြီးနေခဲ့မိတာတွေကိုနောင်တရနေမိတယ်။ရီဟန်ကရှိုင်းနာတန်မြာစိတ်ရှင်းသွားအောင်အဲ့ဒီတရေချောက်ကြယ်ဆိုတဲ့ကိစ္စကိုတခြားဖြေရှင်းဖို့ဆုံးဖြတ်လိုက်ပါတယ်။အာမန်ကလည်းသူ့နဲ့တိကျွတ်နဲ့မစ္စတာတာလော့နဲ့ရီဟန်ကိုမိတ်ဆက်ပေးလိုက်တယ်။တာလော့ကမျက်မမြင်တယောက်ဖြစ်ပေမဲ့အစွမ်းထက်တဲ့စိတ်ဆွမ်းအားရှင်တူဖြစ်ပါတယ်။နေ့စဉ်သုံးစွဲတဲ့ပစ္စည်းတစ်ခုကိုထိကြည့်လိုက်တာနဲ့ ပစ္စည်းပိုင်ရှင်နဲ့ပတ်သက်တာတွေကိုစိတ်အာရုံမှာမြင်နိုင်စွမ်းရှိတယ်။ရီဟန်တို့လည်းရှိုင်းနာရဲ့ကော်ဖီကွက်လေးကိုထိတွေ့စေပြီးဒါလော့ကိုမြင်မြန်းကြည့်ကြတယ်။အာရုံခံလို့ရသွားတာနဲ့တပြိုင်နက်ဒါလော့လည်းလန့်သွားပြီးကော်ဖီကွက်တောင်လွတ်ကျသွားတယ်။တကယ်ကိုစိုးရုပ်လွန်းတဲ့ဝိညာဉ်ဆိုတခုကရှိုင်းနာကိုယ်ထဲမှာရောက်နေနေပြီလို့ဒါလော့ကတုံတုံရင်နဲ့ပြောပြတယ်။ဒီဝိညာဉ်ကိုဘယ်သူဘဝသိရဖို့အတွက်ဆိုရှိုင်းနာရဲ့စွမ်းအင်တွေအများဆုံးရှိခဲ့သူ့ရဲ့အိတ်ခမ်းမှာအာရုံခံမှရမယ်။ ဒါပေမဲ့ဝိညာဉ်ဆိုးတွေကအရန်ကိုပါနှက်လို့ PPE လုံနိုင်မှရမယ်လို့ပြောပြလိုက်တယ်။ဒါနဲ့ရီဟန်တို့လည်းအသေးစိတ်တိုင်ပင်ကြပြီးရှရီယာနဲ့အာမန်ကရှိုင်းနာကိုဈေးဝယ်ထွက်မယ်လို့ပြောပြီးပါထုတ်သွားကြတယ်။အဲ့ဒီအချိန်မှာတာလော့ကရှိုင်းနာရဲ့အိတ်ခမ်းထဲမှာပစ္စည်းတွေကိုထိတွေ့ပြီးအာယုံခံနေခဲ့တယ်။သူအာယုံရသမျှကိုဇာရွက်ပေါ်မှာချရေးမှဖြစ်ပြီးအဲ့လိုရေးနေတဲ့အချိန်ဘာအနှောက်ယှက်မှဝင်လာလို့မရဘူး။မဟုတ်ရင်နောက်တစ်ခါထပ်ပြီးရှိုင်းနာရဲ့နန်တက်ကိုအာယုံခံလို့ရတော့မှမဟုတ်တဲ့အကြောင်းသေချာရှင်းပြတယ်။ ရေဟန်လည်းတကားပါလော့ချပြီးစောင့်ကြပ်ပေးနေခဲ့ပါတယ်။ဒါပေမဲ့ရှိုင်းနာကိုရဲကဝိညာဉ်ဟာတိတ်ကိုပါနဲ့လွန်းနေ။ဇွေးဝယ်နေရာကနေရေဟန်တို့ရဲ့အစီအစဉ်ကိုရိတ်စားမိသွားပြီးအိမ်ကိုတဟုန်တို့ပြန်ပြေးသွားတယ်။အာမန်တို့လည်းချက်ချင်းဖုံးဆက်ပြီးရေဟန်ကိုပြောပင်မဲ့ရှိုင်းနာကလူသားမန်တို့မစွမ်းနိုင်တဲ့အញ្ញံနှုံးနဲ့အိမ်ကိုချက်ချင်းပြန်ရောက်သွားခဲ့တယ်။တကားတွေအကုန်ပိတ်ထားတာတွေ့တော့အပေါ်ဘက်ကိုကုတ်ဖက်တွေကတက်သွားလိုက်တယ်။အရန်ခွန်အားကြီးရဲ့ဝိညာဉ်ဟာပရင်းပောက်ကိုရိုက်ခွဲဖွင့်လိုက်ပြီး အိတ်ခန်းထဲမှာအာယုံပေါ်သမျှချရည်နေတဲ့တာလော့ကိုစောင့်တွန်းလိုက်တယ်တာလော့လည်းလွန့်စင်ထက်သွားပြီးအာယုံပြက်သွားခဲ့ပါတယ်ရှိုင်းနာကမျက်လုံးများပါအယောင်ပြောင်းသွားပြီးမကောင်းဆိုးဝါးတစ်ကောင်ကိုပုံစံပြောင်းသွားတယ်ခန္ဓာကိုယ်ကဝိညာဉ်ရဲ့နှောက်ယှက်မှုကြောင့်ကိုေးကောက်ပြီးမမြင်ရစရာဖြစ်နေပါတယ်ခဏနေတော့ငြိမ်ကျသွားတဲ့ရှိုင်းနာကိုဂရင်ပေါ်တင်ထားလိုက်ကြတယ်ပြီးတော့တာလော့ရေးထားတဲ့စာကိုရီဟန်တို့ဝိုင်းဖတ်ကြည့်ကြတယ်စာဆုံးကမ်းမတိုင်သေးပေမဲ့အเจ้าရတော်တော်များများကိုရီဟန်တီးခွင့်ရလိုက်ပါတော့တယ် ရှိုင်းနာကရူမေးနီးယားရောက်လာကြတဲ့အထူးကြံစက်နေခဲ့တာပါ။ဘေးစင်ပိုက်ထဲမှာတရေမြင်လိုက်တဲ့အကြောင်းကိုပြောတော့လေရီဟန်အေးမဆိုင်ပါဘူး။ရီဟန်ကိုလည်းအောက်ကျခံပြီးတွေ့ကပ်မနေခြင်းလို့သာစိတ်တင်းနေရပေမဲ့ရှိုင်းနာကညတိုင်း၆လမ်းခုတွေဇက်တိုက်ကြုံတွေ့နေခဲ့ရပါတယ်။အိမ်ရင်တန်းလန်းဂရင်ထဲကထုနှက်တန်ရင်ကြားရတယ်။ကြောက်လွန်းလို့မြီးသွားပြေးဖွင့်တော့လေညီးပွင့်မလာဘူး။ရှိုင်းနာအေးစွန်ပြီးတော့ဂရင်အောက်ကိုဓာမီလေးနဲ့ကြိလိုက်တော့ကြောက်စရာမျက်နှာကြီးကိုဘွားကနေမြင်လိုက်ရတယ် လိပ်ပြာလွတ်မတက်ဖြစ်သွားတဲ့ရှိုင်းနာကမြအာကိုတကြီးနဲ့ရီဟန်ကိုပြောပြခြင်းနဲ့ရှာတယ်ဒါပေမဲ့ရီဟန်ကဘာမဟုတ်တဲ့ကိစ္စလို့လစ်လူရှုပဲထားမယ်ဆိုတာရှိုင်းနာသိနေခဲ့တယ်ဒါကြောင့်ရီဟန်ကိုပြဖို့အတွက်ခိုင်လုံတဲ့တက်တဲ့ရှိုင်းနာလိုအပ်နေခဲ့ပါတယ်နောက်နေ့မှာရှိုင်းနာကညာကြည့်ကင်မရာသွားဝယ်နောက်ကနေရင်းနှီးတဲ့အတန်တကူကပေါ်ထွက်လာခဲ့တယ်လှည့်ကြည့်လိုက်တော့ရှိုင်းနာရဲ့တချိန်ကချေရသူအာတိတယဖြစ်နေတယ်အာတိတယကင်မရာမှာအဲ့လိုအရာတွေကမပေါ်နိုင်မှမလဲလို့ပြောလိုက်တော့ ရှိုင်းနာအရန်အံ့ဩသွားတယ်။အာဒိတ္တိယမင်းဖြစ်နေသမျှကိုကိုယ်အိမ်မက်ထဲမှာမြင်နေရတယ်။မင်းမှာအန္တရာယ်ရှိနေပြီ။မင်းကိုကိုကူညီဖို့အတွက်လာတာပါလို့ဆိုလိုက်ပါတယ်။ဒါပေမဲ့အာဒိတ္တိယနဲ့သူနဲ့ဟာအမှုခင်းနေဖြစ်တဲ့အထိရုပ်ဆိုးလို့နဲ့အတိတ်တွေရှိခဲ့တာမို့လို့ရှိုင်းနာကလက်ခံစကားမပြောချင်ခဲ့ဘူး။ချစ်သူဘဝတုန်းကအာဒိတ္တိယပေတင်ဆိုးရွားလွန်ခဲ့ပြီးရှိုင်းနာကိုစိတ်ရောကိုယ်ပါအနိုင်ကျင့်ခဲ့တဲ့သူဖြစ်ပါတယ်။ဒါကြောင့်ရှိုင်းနာကအာဒိတ္တိယစကားကိုမယုံနိုင်တာမို့လို့နေရာကနေထွက်လာလိုက်တယ်။ အတေးတီးရလည်းမင်းဒီညဘာဖြစ်မယ်ဆိုတာငါကြိုမြင်ရတယ်။ညကြရင်ကင်မရာမှာမကောင်းဆိုးဝါးပုံရိပ်ကိုဖမ်းမိလိုက်မယ်။ဒါပေမဲ့ရီဟန်ကိုပြလိုက်ရင် "तू ကတော့မြင်ရမှာမဟုတ်ဘူး။မင်းကိုကူနိုင်တာငါပဲရှိလား"ဆိုပြီးအော်ဟစ်ပြောနေခဲ့တယ်။ရှိုင်းနာလည်းလစ်လူရှူပြီးထွက်လာလိုက်တယ်။အဲ့ဒီညကညကြီးကင်မရာဆင်တားခဲ့ပြီးမနေ့ရောက်တော့ကင်မရာထဲမှာဝိညာဉ်အရေးရောင်တွေကိုတွေ့ရတယ်။ဒါနဲ့ရီဟန်ကိုအပြေးခေါ်ပြီးပြတ်တာတော့အတိတ်ကပြောသလိုပဲရီဟန်ကမမြင်ရပါဘူး။ ရှိုင်းနာအဒိတိယအမှန်တွေပဲပြောနေတာများလားလို့တွေးမိလာတယ်။သူကအခုလိုကုညီလိုနေချိန်မှာအဒိတိယကိုလက်ခံစကားပြောဖို့တွေးလိုက်ပါတော့တယ်။အဒိတိယနဲ့စကားပြောတော့သူ့အိမ်မက်ထဲမြင်ရသမျှရှိုင်းနာဖြစ်ခဲ့တာတွေနဲ့တစ်ချက်မှမလွဲဘူး။ရှိုင်းနာကဒီဝိညာဉ်ကအိမ်မက်ငကိုရှိနေတဲ့ဝိညာဉ်ပဲလို့ထင်ထားပေမဲ့အဒိတိယကဒါကိုငင်းဆိုတယ်။ဒါဟာအိမ်ကြောင့်မဟုတ်ပဲအညိုတီးကြောင့်ဖြစ်တာ။မင်းကိုဒုက္ခပေးနေပေမဲ့သူလက်စားချေနေတာကရေဟန်ပဲ။ ရေဟန်မင်းပေါ်လှုပ်ဝတ်ထားတာရှိတယ်ဆိုပြီးပြောလိုက်တယ်။ဒီတော့ရှိုင်းနာအာဒိတ္ယကိုယုံမိတာမှားပြီလို့ထင်သွားတယ်။သူနဲ့ပြက်ဆဲပြီးရေဟန်နဲ့ပေါင်းတင်သွားလို့အာဒိတ္ယကမလိုစိတ်နဲ့သူတို့ကြားထဲမှာခလောက်ဆံဖို့ဝင်လာတယ်လို့ရှိုင်းနာတွေးမိတယ်။အာဒိတ္ယကလည်းရှိုင်းနာတို့အိမ်အောင်ရေးကိုဖျက်ဆီးလို့စိတ်မရှိကြောင်းရှိုင်းနာအန်ရဲ့အဖြစ်မခံနိုင်လို့ကူညီချင်တာဖြစ်ကြောင်းကိုပဲတွင်တွင်ပြောနေခဲ့ပါတယ်။ရှိုင်းနာလည်းဆက်ပြောမနေတော့ပဲလှည့်ထွက်သွားလိုက်တယ်။ဒါပေမဲ့ရှိုင်းနာရဲ့ရင်ထဲမှာတော့ရီယန်တခုခုဖုံးကွယ်ထားတယ်ဆိုတဲ့ကိစ္စကို ယုံကြည်နေခဲ့ပါတယ်။ဒါပြင်ဝိညာဉ်ရဲ့နှောက်ယှက်မှုတွေကပိုပိုတိုးလာခဲ့ပြီးနေခင်းကြောင်တောင်းမှာတော့ဝိစုပ်အမဲနဲ့ဝိညာဉ်ကိုခဏတိုင်းမြင်တွေ့လာပါတော့တယ်။ကြံရမရတော့လို့အာတိတယနဲ့တွေ့ဆုံပြီးရီဟန်လူတက်ထားတယ်ဆိုတဲ့ကိစ္စကိုသတိပြနိုင်လာလို့မြည်လိုက်ပါတော့တယ်။အာတိတယကလည်းသူ့အိမ်မက်အတိုင်းမှန်ရင်ရီဟန်နဲ့ရှိုင်းနာချစ်သူဘွားတော်ကနေခဲ့တဲ့အိမ်ဟောင်းမှာရီဟန်လူတက်ခဲ့ခြင်းကဝိခဲ့တဲ့တွေ့ဆုံအင်းကြီးကိုဖွက်ထားတယ်။အဲ့ဒါကိုသွားရှာဖို့ပြောလိုက်တယ်။သူတို့နှစ်ဦးသွားရှာတဲ့အခါမှာ တကယ်ကိုပဲသွေးစွန်းနေတဲ့ရေဟန်ရဲ့အိမ်ကြီးကိုတွေ့ခဲ့ရတယ်။ရှိုင်းနာဟာသူ့ယောက်ျားလူသက်သမားတယောက်ဆိုတာကိုသိရတော့မယုံနိုင်အောင်ဖြစ်ခဲ့ရတယ်။ပတ်ခံရတဲ့သူကိုဖော်ထုတ်နိုင်မှသူ့ကိုခြောက်လန့်နေတဲ့ဝိညာဉ်ရန်ဝေးမှမလို့ဆက်ပြီးရှာဖွေဖော်ထုတ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။အိမ်မကြခင်မှာရေဟန်ကတခြားမျိုးကိုအလုတ်ခီးသွားဖို့အကြောင်းပေါ်လာတယ်။ရေဟန်အိမ်မှာမရှိတဲ့အချိန်ရှိုင်းနာကရှေ့ဖြစ်ဟောဂျစ်ပစီမျိုးသမီးတဦးစီအာဒီတရနဲ့အတူသွားပြီးငေးမြန်းကြည့်ဖို့အစီအစဉ်လိုက်ပါတယ်။မိကုံးသုံးခုမေးရမှာ ထမဆုံးအဖြစ်သူ့ကိုနှောက်ယှက်တဲ့ဝိညာဉ်အမှန်တကယ်ရှိနေလားဒုတိယမိကွန်းအနေနဲ့ယောက်ျားဖြစ်သူကလူတက်ခဲ့သလားဆိုတာတွေကိုမေးတယ်။ဂျစ်စီမိန်းမကြီးကနှစ်ချက်လုံးမှန်ကန်ကြောင်းနဲ့လင်ယောက်ျားဖြစ်သူကလက်ဝတ်ချက်ကိုဖုံးကွယ်ထားတာကြာမြင့်ခဲ့ပြီဆိုတာကိုဟောပြောလိုက်တယ်။နောက်ဆုံးမိကွန်းအနေနဲ့အသက်ခံရသူကသူတိတဲ့လူတွေရပဲလားလို့ရှိုင်းနာကမေးလိုက်တယ်။ဂျစ်စီမိန်းမကြီးကအာယုံခံလိုက်ပြီးအရန်ကိုတုံ့လှုပ်သွားတယ်။အင်မတန်အညိုတေးကြီးပြီးစိုးရုပ်တဲ့ဝိညာဉ်ကရှိုင်းနာကိုပုကက်လိုက်မယ်။ ဒီထက်ပိုပြီးထပ်မပြောနိုင်တော့ဘူးဆိုပြီးရှိုင်းနာတို့ကိုထိတ်လန့်တကြားမောင်းထုတ်လိုက်ပါတယ်။ရှိုင်းနာနဲ့အာတိတ်ကလည်းတိကျတဲ့အဖြေရမလာပဲပြန်ခဲ့ကြတယ်။လမ်းမှာခဏနားနေတော့မကောင်းဆိုးဝါးဖန်ဆင်းထားတဲ့မွေးတကောင်ဟာရှိုင်းနာရဲ့ကားကိုဖျက်ထားလိုက်တယ်။ရှိုင်းနာတို့လည်းအိမ်မီပြန်မှုမဖြစ်နိုင်တော့ပဲအဲ့ဒီဟိုတယ်မှာညအိတ်လိုက်ရပါတော့တယ်။ညရောက်တော့ရှိုင်းနာကအာတိတ်အကြောင်းအတွင်းနဲ့ချက်နေခဲ့မိတယ်။ဇခင်ကသူမတို့ကြာပတ်သက်မှုကအဆုံးသက်မလှပခဲ့ပေမဲ့ အခုခါမှာတော့အတိတ်ကအသေးသေးရမဟုတ်တော့ပဲသူ့ရဲ့ပြဿနာတွေကိုစိတ်ပါလက်ပါနဲ့ကူညီပေးရှာတယ်။အတိတ်ကရဲ့မျက်ဝန်းတွေကတန်ရောစင်လက်ကျန်တွေကိုလည်းရှိုင်းနာခံစားမိလာတယ်။ရီဟတ်ရဲ့ဥပိ္ပခါတွေကြောင့်ရှိုင်းနာရဲ့အထီးကျန်စိတ်တွေကဖောက်လွဲဖောက်ပြန်ဖြစ်ဖို့မိစားတစ်ခုလိုဖြစ်ခဲ့ပါတယ်။ရမတ်ဇောတွေကြောင့်ရှိုင်းနာကမင်္ဂလာအဆောင်ကျိုးလေးကိုပါချွတ်ပစ်ခဲ့ပြီးချစ်နေကြုံခဲ့ကြတယ်။ရှိုင်းနာနိုးလာတော့ညာကသူကိုယ်တိုင်ပါဝင်ထားတဲ့အရှုပ်ဆက်ကြီးကိုချက်ချင်းနောင်လိုက်ရသွားပြီး လေဘင်းမှာအဆောင်ကျိုးမရှိတော့တာပါတတိထားမိတယ်။ပြပြတလဲကျိုးကိုရှာနေတော့ပုံမှန်ကဂရင်ဘေးကနေထွက်လာတယ်။ဂရင်အောက်ကနေထွက်လာတဲ့မျက်နှာကြီးကိုတွေးမိလာကြောင့်ကုန်းကိုချက်ချင်းပြေးမိယူရဲဦး။အရေးစွန်ပြီးကုန်းကိုလှမ်းကင်လိုက်ပြီးစိတ်အေးမဲ့ကြံ့ယုံရှိသေးတယ်။ဂရင်အောက်ကမကောင်းဆိုးဝါးကြီးကရှိုင်းနာကိုခြေထောက်ကနေစောင့်ဆွဲသွားပြီးဥကက်လိုက်ပါတော့တယ်။တာလော့ရေးထားတဲ့စာကဒီထိတာဖြစ်ပြီးအလုံးဖတ်ကြည့်ကြပြီးတော့စိတ်မတက်မတာဖြစ်နေကြတယ်။ အာမန်ကရီဟန်ကိုတယောက်ယောက်ကိုတတ်ခဲ့တယ်ဆိုတာအမှန်ပဲလားလို့နှီးလိုက်တယ်။ရီဟန်ကလည်းဒေါသပေါက်ကွဲတော့တယ်။ဒါဒီအလုံးအတ္တိတ္တရလုံးဆက်စင်တာအတိတာကြီးပဲ။အဲ့ဒီဝိညာဉ်ကလည်းသူ့ဖန်တီးထားတာမို့လို့သာသူ့အကြောင်းစုံကိုသိနေတာ။သွေးစွန်းနဲ့ငါအင်ကြီးဆိုတာကလည်းပင်မင်းဆိုင်ရနေခိုးသွားလို့ရတယ်ဆိုပြီးတငငယ်ချင်းတွေကိုပြန်ပြောလိုက်တယ်။ဒါလော့ကလည်းရီဟန်ပြောသွားတာအဓိပ္ပာယ်ရှိတယ်။အတ္တိတ္တရရှိုင်းနာကိုပြန်ချင်းကတ်ချင်းလို့ဝိညာဉ်နဲ့တိုက်ပြီးဇလန်းဆင်နိုင်တယ်။ ရှိုင်းနာအမြင်မှာရေဟန်ကလူသက်သမား "तू ကဟီးရိုးလို့ဟုတ်ကြံတာမျိုးဖြစ်မယ်လို့မှတ်ချက်ပေးတယ်။အဲ့ဒီအချိန်မှာရှိုင်းနာနိုးလာခဲ့တယ်။ဒါပေမဲ့မကောင်းဆိုးဝဝိညာဉ်ကရှိုင်းနာခန္ဓာကိုအပြည့်အဝပူကတ်သွားခဲ့ပါပြီ။ဒါနဲ့အာလုံးအတိတ်တရားကိုခဏမေ့ထားပြီးရှိုင်းနာကိုအပနှင်မှုအာယုံစိုက်ကြရပါတော့တယ်။အပနှင်ဖုံးတော်ကြီးတစ်ပါးကိုအိမ်ခေါ်လာခဲ့ပြီးအပနှင်ကြီးကိုစတင်လှုပ်ဆောင်ကြတယ်။ရှိုင်းနာရဲ့ခန္ဓာကိုလူတလူသုံးချပြီးဝိညာဉ်ကပညာစွမ်းကုန်ပြလိုက်တယ်။ လေပေါ်တိဝဲပြန့်နေတဲ့ shine ကိုကြည့်ရင် father ကြီးကတလောက်စွမ်းတဲ့ဝိညာဉ်ဆိုးကို तू မနိုင်နိုင်တော့တာကိုသိလိုက်တယ်။ပန်းနဲ့တဲ့ဝိညာဉ်ဆိုးကအလွယ်တကူပဲ father ကြီးကိုထိခိုက်အောင်လုပ်ပြီးအနိုင်ပြလိုက်တယ်။ father ထွက်ပြေးသွားတဲ့အခါဝိညာဉ်ဆိုးက rehab ကိုမထီတီပြုံးပြပြီးမင်းရဲ့ shine လေးကိုတွေ့ကျင်လာလို့မေးလိုက်တယ်။ပြီးတာနဲ့ချက်ချင်းခန္ဓာကိုယ်ထဲကနေ तू ထွက်လိုက်တော့ shine ရဲ့ဝိညာဉ်ပြန်လည်ဝင်ရောက်လာတယ်။တတိယလာလာချင်း shine ကနာကျင်လုံးလုံးအော်ဟစ်နေရပါတယ်။ shine ရဲ့ခန္ဓာကိုယ် rehab ရှေ့မှာတယ် ခင်တလူနှိပ်စက်ပြနေတော့ရီဟန်ရင်ကွဲမတက်ခံစားနေရတယ်။ရှိုင်းနာကသူ့ဝိညာဉ်လွင့်စင်မထွက်သွားခင်လေးမှာရီဟန်ကိုပြောသွားတာရှင်အားလုံးသိပါတယ်။ဂျေစုပြုပြီးကျမကိုကယ်ပါဦးနဲ့ရီဟန်မျက်ရည်များပါမထိန်နိုင်တော့ပါဘူး။ရှိုင်းနာကိုကယ်နိုင်ဖို့သူ့ရဲ့လွတ်ဝတ်ချက်တွေကိုတာလို့ရှိမှဝန်ခံရပါတော့တယ်။ရီဟန်ကတစုံတစ်ယောက်ကိုတတ်ခဲ့တာအမှန်ပါပဲ။အဲ့ဒီကိစ္စလွန်ခဲ့တဲ့လေးနှစ်သူတို့မင်္ဂလာမဆောင်ခင်အချိန်လေးမှာဖြစ်ပွားခဲ့တာပါ။အဲ့ဒီနေ့က ရှိုင်းနာရီဟမ်လီဂင်စီကနေကောင်းချီအနေနဲ့မင်္ဂလာလက်ဖွဲ့ကြိုးလေးရလို့ပျော်ရွှင်နေခဲ့တာပါဒီချိန်မှာပဲရီဟမ်ဖုန်းကိုဖုန်းစိမ်းတစ်လုံးဝင်လာတယ်သူလဲမေးလိုက်တော့မင်းမတိုင်ခင်မင်းမိန်းမနဲ့အိတ်ခဲတဲ့ကောင်အာဒီတိယပဲဆိုပြီးယဉ်သီးတဲ့စကားလုံးနဲ့ပြောလာခဲ့တယ်ရီဟမ်နဲ့ရှိုင်းနာစိတ်နှောက်ရမဖြစ်စေချင်လို့အာဒီတိယချင်းဆိုတဲ့နေရာကိုသွားလိုက်တယ်အာဒီတိယဟာရီဟမ်ရဲ့လုပ်ငန်းခွင်လှစ်ဝတ်ဖိုင်နေတဲ့အကြက်ကင်ကြီးမင်္ဂလာပွဲကိုလက်လျှော့ခိုင်းတယ်ဒါတွေပေါက်ကြားသွားရင်ထောင်နှန်းဆိုင်ရာမှာဖြစ်ပေမဲ့ ရေဟန်ဂီးမဆိုင်ပါဘူးဒီတော့အာတိတ္တိကတဆင့်ထက်တက်တယ်ငါလူကောင်ကရှိုင်းနာအချစ်ကိုပြန်ရဖို့ဘာမှမခတ်ဘူးငါတို့နှစ်ယောက်ကတိတ်ချစ်ကြတာရှိုင်းနာကငါ့အတွက်ဆိုဘလောက်တောင်အောက်ကျလဲတိလာဆိုပြီးယောက်ျားမာနာထိပါစီမဲ့စကားတွေနဲ့ရေဟန်ကိုထပ်ပြီးတိုက်ခိုက်တယ်ဒါပေမဲ့ရေဟန်ကဒီကိစ္စလောက်နဲ့ရှိုင်းနာကိုဆုံးရှုံးမခံဘူးပြောလိုက်ရင်ထွက်သွားဖို့ပြင်တယ်လူဖျင်းလူယုံအာတိတ္တိကနောက်ဆုံးလက်နက်ကိုထုတ်သုံးလာပါတယ်ပရိုဂျက်တာမှာရှိုင်းနာနဲ့သူနဲ့အတူရှိစဉ်ကချေးရီလူနေတဲ့မြင်ကွင်းကို ရီဟန်ကိုပြတ်တာလိုက်တယ်။ညစ်ပတ်တိမ်ဖြင်းလို့နဲ့အောက်လုံးစကားတွေနဲ့ရီဟန်ကိုအထိနာအောင်ဇက်တိုက်ပြောနေခဲ့တယ်။ရီဟန်ရဲ့ပောက်ကွဲသွားတဲ့ဒေါသအာတိတ္တယကိုထိခိုက်သွားစေခဲ့တယ်။ရီဟန်အနားမှာရှိတဲ့လက်တော့နဲ့လွှဲရိုက်လိုက်တာ။တစ်ချက်တည်းနဲ့ဇက်ကောင်းကိုထိသွားပြီးအာတိတ္တယပွဲချင်းပြီးသေဆုံးသွားခဲ့ရတယ်။ရီဟန်ဒေါသအရှိန်ပြေတော့သူအမှားလုံးမိတာသိလိုက်တယ်။အခင်းနေရာကိုတေချာရှင်းလင်းပြီးအာတိတ္တယအလောင်းကိုဒေါသတနေရာမှာမြုပ်လိုက်တယ်။ရီဟန်ကန်ကောင်းတာကအာတိတ္တယလူဝေလူတင်မို့ အပေါင်းတင်လည်းမရှိမြို့ကန်လည်းမဟုတ်တော့လူပြောက်သတင်းတောင်တက်မလာခဲ့ဘူးဒီလိုနဲ့လူသက်မှုကိုပြည်ပုံကချနိုင်ခဲ့ပြီးရှိုင်းနာနဲ့ပျော်ရွှင်စွာပေါင်းဖက်နိုင်ခဲ့တယ်ဒါကြောင့်မို့ရိုမေးနီးယားပြန်လာမယ့်ကိစ္စမှာရီဟန်အတူတူခါခါငင်းဆန်နေခဲ့တာဖြစ်ပြီးသူ့ကိစ္စတွေကိုရှိုင်းနာတိတော့မှကြောက်ခဲ့တယ်မထွေးနိုင်မမျိုးနိုင်ဘသူ့အမှလည်းမပြောပြနိုင်ပဲရှိုင်းနာကိုပါဥပိ္ခာပြုပြီးနေခဲ့မိတဲ့အကြောင်းမျိုးဝန်ခံလိုက်ပါတော့တယ်အာမန်တို့တာလော့တို့လည်းဘယ်ယောက်ျားမဆိုဒီလိုအခြေအနေမှာ ရီဟန်လိုပဲတုံ့ပြန်မိကြမှာပဲအာဒီတရလိုလူယုံမှလက်ကနေရှိုင်းနာကိုတခါကယ်နိုင်ခဲ့ပြီးပြီအခုတခါလဲရအောင်ကယ်ထုတ်ပါလို့ရီဟန်ကိုဝိုင်းပြီးအားပေးကြတယ်ရီဟန်တို့အုပ်စုကရှိုင်းနာကိုတဲဖို့ဖြစ်စဉ်တရလုံးကိုပြန်ဆက်ဆက်ကြည့်ကြတယ်ရှိုင်းနာကအာဒီတရကိုတကယ်လူအစ်စ်လိုပဲတစ်ချိန်လုံးထင်နေခဲ့ပြီးအာဒီတရပြောတဲ့ဇလန်းကိုပဲအတီထင်ထားတယ်အာဒီတရဝိညာဉ်ကလက်ဖွဲ့ကျိုးနေဆိုရင်ကိုယ်တည်းကိုပူကက်လို့မရတော့ရှိုင်းနာရဲ့အထီးကျအားငယ်မှုကိုခွင့်ကောင်းယူပြီးဖြားရောက်နေတယ် ရှိုင်းနာအဆောင်ကျိုးကိုချုပ်ပြီးတဲ့အချိန်မှာဥက္ကခံခဲ့ရတယ်။ရှိုင်းနာကဟိုတယ်ကထွက်လာပြီးနောက်အတိတ်တရရဲ့အလောင်းကိုတူးဖော်ပြီးခုံးထန်းနဲ့အညီမိတကြိုခဲ့တယ်။ဒါကြောင့်ရှိုင်းနာကားကိုပြန်တွေ့တဲ့နေရာနားမှာမီးလောင်ရင်ကိုတွေ့ရပြီးရေဟတ်အလောင်းဖြောက်ခဲ့တဲ့နေရာနားပဲဖြစ်နေပါတယ်။အတိတ်တရရဲ့ဝိညာဉ်ပြန်ထွက်သွားတဲ့အချိန်မှာရှိုင်းနာကိစ္စတွေကိုမမှတ်မိပဲဖုန်းယုံထဲမှာကြောက်လန့်နေခဲ့ရတာပါ။ကိစ္စအလုံးဆက်ဆက်ရှင်းလင်းသွားပြီးတဲ့နောက်တာလော့က အဆောင်ကျိုးလေးရဲ့တကောကအဲ့ဒီဝိညာဉ်ဆိုးပေါ်မှာတက်ရောက်မှုကြီးမာတယ်ခတ်တာအဆောင်ကျိုးကိုတနည်းနည်းနဲ့သူဖွက်ထားတယ်ခုအချိန်ဒီမှာရှိုင်းနာကိုကယ်နိုင်တာကတော့အရှင်ဗိရှ်နူးရဲ့ဂါရာရှိပဲရှိတော့တယ်ဒီဂါရာကို လုံးဝမနာတဲ့ဆုံးကန်းတိုင်အောင်ရွတ်ဖတ်နိုင်မှရှိုင်းနာကိုကယ်နိုင်လိမ့်မယ်အာဒီတီးယားရဲ့ဝိညာဉ်ကအစွမ်းကုန်ဆိုးရုပ်တိုက်ခိုက်မှာမို့လို့မလွယ်ကူတဲ့ကိစ္စပဲလို့ဒါလောကပြောပြလိုက်တယ်ရှိုင်းနာကိုကယ်ဖို့ဒီတနည်းပဲရှိတာမို့လို့အားလုံးသဘောတူလိုက်ကြတယ်ရှိုင်းနာရဲ့ခန္ဓာကိုယ်ကရင်တိုင်မှာတင်းတင်းချီပြီး ဂါရာကိုစရွတ်ကြတယ်။တိတ်မကြခင်အာတိတယရောက်ရှိလာပြီးရေးဘက်လေးတန်းမှာဝိညာဉ်ကိုပွားများနဲ့စတင်တိုက်ခိုက်လာတယ်။တာလော့ဟာအခန်းထဲကနေလွင့်စင်ထွက်သွားတဲ့အချိန်မှာရီယန်ဂါရာကိုဆက်လက်ပြီးရွတ်ဆိုတယ်။အာတိတယအခန်းထဲကရှိသမျှပစ္စည်းတွေနဲ့ပစ်ပေါက်ပြီးရီဟန်ကိုတိုက်ခိုက်ပါတော့တယ်။ရီယန်ကြောက်လန့်အောင်လို့သူ့ရဲ့ကြောက်စရာပုံရည်ကြီးကိုလည်းအာတိတယမြင်အောင်ပြတယ်။ဗီရိုအန်ဆွဲတွေကျွတ်ထွက်ပြီးတခုပြီးတခုထိမှန်နေမဲ့ရီဟန်မလျှော့တမ်းဆက်လက်ရွတ်ဖတ်တယ်။ ခေါင်းတက်တက်ထိမှန်သွားတဲ့အန်စွဲတစ်ခုကြောင့်ရီဟန်ပြစ်လဲသွားတဲ့ချိန်အာမန်ဟန်ဂါရာကိုဆက်လက်ရစ်ဆိုတယ်။ကောက်ချစ်လွန်တဲ့အာဒီတီးယားဟာရှရီယာကိုထိခိုက်အောင်လုပ်ပြီးအာမန်ကိုအာယုံပြောင်းလိုက်တယ်။အာမန်ယူတာရက်လိုက်တာနဲ့ချက်ချင်းတာလော့ကပြန်လဲပြီးဆက်လက်ရွတ်ဖတ်တယ်။ရှရီယာတို့အသက်အန္တရာယ်ရှိမှဆိုလို့ရီဟန်ကတငယ်ချင်းလေးများကိုအတင်းပြန်ခိုင်းလိုက်တယ်။ပြီးတော့အခန်းထဲပြန်ဝင်တော့မယ်လို့အခန်းတကားကပိတ်ကျသွားတယ်။ခဏနေတော့တကားပြန်ပွင့်လာခဲ့ပေမဲ့အာဒီတီးယား ရေဟန်ကိုအမြင်အယုံမှောက်မအောင်ဖန်ဆင်းထားတယ်။အဲ့ရပေါ်မှာရှိုင်းနာနဲ့အာတီတီယာတို့အချစ်ရည်လူနေတဲ့မြင်ကွင်းမျိုးပုံဖော်ထားပြီးမြင်းမိတ်မကိုမင်းလက်နဲ့ကိုရိုင်းရိုက်သက်လိုက်ဆိုပြီးဖိအားပေးနေခဲ့တယ်။အာတီတီယာကရေဟန်ကိုရိုင်းရှိုင်းနာကိုတတ်မိအောင်ကွက်စင်နေပေမဲ့ရေဟန်ဒီတခါတော့သူ့စိတ်ကိုအာတီတီယာထိန်ချုပ်တာမခံတော့ပါဘူး။အဲ့ဒီအချိန်မှာအာတီတီယာပုံဖော်ထားတဲ့မြင်ကွင်းကြီးပျောက်သွားပြီးအခန်းထဲမှာဂါရာကိုအဆုံးထိရွတ်ဖတ်နေတဲ့တာလော့ကိုပြန်မြင်နေရပါပြီ။ရှိုင်းနာရဲ့လွင်မျောနေတဲ့ဝိညာဉ်လေးကလည်း ရီဟန့်ကိုအဆောင်ကျိုးရှာတွေ့အောင်လို့အဝိကျိတ်ကိုတွန်းလှဲ့လိုက်တယ်။ထွက်ကြလာတဲ့အဆောင်ကျိုးကိုရှာတွေ့ပြီဖြစ်တဲ့ရီဟန်သူ့လက်မှာကြီးကြီးပအောင်ဆုပ်ပြီးရှိုင်းနာကိုလက်မလွတ်တမ်းပွေဖက်ချုပ်ကင်ထားလိုက်တယ်။တေလူမျိုးပါပူပြင်းလာတဲ့အာဒိတယာရီဟန့်ကိုပြင်းထန်တိုက်ခိုက်တယ်။လက်မျိုးကိုကြိုက်ခဲခံရပေမဲ့ရီဟန်ကရှိုင်းနာကိုလုံးဝလက်လွတ်မပေးခဲ့ဘူး။သူ့သက်ပဲတည်တည်ချစ်သူကိုရအောင်ခဲ့ဖို့ရီဟန်ဆုံးဖြတ်ခဲ့ပါပြီ။ဂါရာလည်းပြီးဆုံးလူနီးချိန်မှာတော့အာဒိတယာဟာ ရေဟန်ရဲ့အချစ်စိတ်ကိုရှုံးနိမ်သွားခဲ့ပါပြီ။ဖခင်ကောင်းချီးပေးထားတဲ့အိမ်တော်ကြီးကိုလည်းအာတိတယဟာရှုံးနိမ်သွားခဲ့ပါပြီ။အာတိတယဟာအမုံမွားများဖြင့်ပျောက်ကွယ်သွားခဲ့ရပါပြီ။ကိစ္စတွေအလုံးပြီးဆုံးသွားတဲ့အချိန်မှာရှိုင်းနာလည်းရေဟန်ရဲ့အချစ်စိတ်တွေကိုသိမြင်ခဲ့ရပါတော့တယ်။လေဝတ်ချက်တွေမရှိတော့တဲ့သူတို့ချစ်ခီးလန်းလေးလည်းရှေ့လျှောက်သားရဖြောင်ယူသွားတော့မှာပါ။ဇလန်းလေးကိုအဆုံးသတ်ရင်ဆွေးနွေးဒီနေရာမှာပဲနှုတ်ဆက်ပြရစီရှင်။နောက်ပတ်များမှာပြန်လည်ဆုံတွေ့ကြမယ်နော်။